လူတွေဟာမမယွင် လုံးမိတတ်တယ်ထိုမမယွင် လုံးမိတဲ့ဓာတ်ကိုကိုယ်ပဲပြန်ခံရတာဟာတွေကခံရတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့ဟောထားတယ်ယောအဋ္ဌန္ဒီနယောထန္ဒီနအဋ္ဌန္တိသူတဲ့လူတယောက်ကိုနှိမ့်ဆက်ညှဉ်းပန်းမှုမလုံတဲ့ပုဂ္ဂိုလ်နှိမ့်ဆက်ညှဉ်းပန်းမှုမလုံတဲ့ပုဂ္ဂိုလ်ဆိုတာကိုယ့်ပေါ်မှာခြေဆုရှိတဲ့ပုဂ္ဂိုလ် เนาะကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ဥပသာသမီးဘက်ကကြည့်ပဲဆိုရင်နှိမ့်ဆက်ခြင်းမမှု မလုံးတဲ့ပုဂ္ဂိုလ်ကိုအမိကိုအဖေကိုတဲ့အသက်ရွယ်ကြီးတဲ့ကိုအကိုကြီးအမကြီးတွေကိုတဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေအပြစ်မရှိတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်တွေဘာမှအပြစ်မရှိတဲ့ပုဂ္ဂိုလ်တွေကိုတွားပြီးတော့ကိုကနှိမ့်ဆက်ခြင်းမမှုမလုံးတဲ့မှုအဘရုထေတုဒုတ်တတိ အဲ့ဒီလိုမညှင်းဆဲမလုတ်တဲ့နဲ့ပုဂ္ဂိုလ်လုံးမိတယ်အပဒုထေသူဒုတ်တတိမပြင်းမှားတိုက်တဲ့ပုဂ္ဂိုလ်မပြင်းမှားတိုက်တဲ့ပုဂ္ဂိုလ်ဆိုတာကိုယ်ပေါ်မှာကျေစုရှိတဲ့ပုဂ္ဂိုလ်မျိုးနော်သီလသမာဓိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေလူတော်လူကောင်းတွေဘာမှပြောလောက်အောင်ပြင်းမရှိပဲနဲ့သွားပြီးတော့မပြင်းမှားတိုက်တဲ့ပုဂ္ဂိုလ်တွေကိုပြင်းမှားမိပြီဆိုလို့ရှိရင် ဆိုးကျိုးတွေဟာဒီလှုပ်တဲ့ပုဂ္ဂိုလ်စီကိုရောက်လာတတ်တယ်။ကံကြမ္မာရဲ့သဘာဝကိုမြတ်စွာဘုရားပြော။အဲဒီလိုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာတတိပညာအာနယ်လို့လှုပ်ကြတာပဲဖြစ်တယ်ဟော။တသနာမဉ္ဇတရံဌာနံခိဗ္ဗမေဝနိဂိသတိ။သူဟာသိုးွားတဲ့အတွေ့အကြုံ၁၀မျိုးနော်ရှင်းပြပြထားတယ် မပြင်းမသေးတဲ့ပုဂ္ဂိုလ်ပြင်းမာတယ်မညှင်းဆဲလိုက်တဲ့ပုဂ္ဂိုလ်သွားညှင်းဆဲပြီးတော့ပြင်းမာမိပြီဆိုလို့ရှိရင်တော့ဒန်ဆဲပါလို့ခေါ်ကြတယ်ပေါ့နော်ဘာစကားမှာဒန်ဆဲပါအပြစ်ဆဲမျိုးတင့်ရောက်တတ်တယ်တဲ့ဒုက္ခနာကိုအပြစ်ဆဲရောက်ရှိလက်တတ်တယ်မပြင်းမာသေးတဲ့ပုဂ္ဂိုလ်ပြင်းမာလို့ရှိရင်အပြစ်ဒန်ဆဲမျိုးသူ့တဏ္ဍာမှာရောက်ရှိလက်တတ်တယ် လင်းလင်းမြဲမြဲနီးရောက်ရှိလာတဲ့ဆိုဒီဘွားမှာနေမဲ့ခံရတတ်တယ်လို့ပြောတယ်။ဒီဘွားမှာနေမဲ့ဒီအပြစ်တွေဟာတုံ့ပြန်ပြီးတော့ရောက်ရှိလာတတ်တယ်။ဩစတြေးလျကအသုံးပြုတဲ့အဘော်ရီဂျီနီဆိုတဲ့ကျွန်းနေလူရိုင်းနေအသုံးပြုတဲ့ဘူမရင်းဆိုတဲ့လက်နက်ကြီးအကြောင်းကြားပူကြလိမ့်မယ်။ကောက်ကောက်တော့ကောက်ကောက်ကြီးအဲ့ဒါကိုကောင်းကင်ကိုပြစ်တင်လာလို့ရှိရင် အဲ့ဒီဘူမရင်းကကိုယ့်စီပြန်ရောက်လာဘူမရင်းဆိုရလက်နဲ့ကြည့်ပြင်လိုက်ရင်ကိုယ့်လက်ထဲပြန်ရောက်လာအဲ့ဒါလိုပဲကိုလုံးတဲ့အလုပ်တွေဟာကိုယ့်စီကိုပြန်ရောက်လာတတ်တယ်ကံကြမ္မာရဲ့သဘောဝါအဲ့တော့အပြစ်၁၀မျိုးဒဏ်၁၀ပါးတင့်တတ်တယ်လို့ဆိုလို့ရအဲ့ဒဏ်၁၀ပါးကဘာတွေတုံးလို့ဆိုလို့ရှင်ဝေဒနံဖရုတံဇာနေ ဘဝတစ်ခုပြတ်သွားလောက်အောင်ပြင်းထန်တဲ့ယောဂဝေဒနာဖြစ်လာတယ်။လောကိုင်းစားတော့မှုမရ။အဲ့လိုပြင်းမာပြီးပြီဆိုရင်ကို့မှာကုလို့မရတဲ့ယောဂဝေဒနာမျိုးတွေဖြစ်လာတတ်တယ်။အခုခေတ်ဆိုရင်တော့ကင်ဆာယောဂါတို့လို့ဟာမျိုးတွေပေါ့နော်။အဲ့လိုကြံတန်းတဲ့ယောဂဝေဒနာ ကိုခန္ဓာကိုယ်မှာစွဲလာတတ်တယ်တဲ့။နောက်တစ်ခုကတရီရတ္တသဗေဒနာ ကိုယ်ခန္ဓာကိုယ်မှာပျက်စီးမှုတွေနဲ့ကြုံရတဲ့ဥမာလက်ပြတ်တယ်ခြေပြတ်တယ်မျက်စိကန်းတယ်စသသဖြင့်ခန္ဓာကိုယ်ရဲ့ပြုတ်ကွဲပျက်စီးမှုတွေကိုခံရတယ်နံပါတ်3ကဂရုကံဝါပိအာဝါဒံတကယ်ကိုအော်ဟစ်နေရလောက်အောင်ဒါကျင်နှိမ့်ဆက်တဲ့ယောဂဝေဒနာမျိုးခံစားရတတ်တယ်စိတ်ညစ်မှုတန်ခံရတယ်လို့ယောဂဝေဒနာတန်တွေကိုလည်းခံရတယ်လို့သူဆို စိတ်တခေပန်းစပါပုနေယူသွတ်တဲ့အနေထားမျိုးထိအောင်ရောက်ရှိသွားနိုင်တယ်အလိုလျောက်လူဟာယူနတ်တဲ့ဘဝကိုလည်းပဲရောက်သွားနိုင်တယ်နောက်တစ်ခုကရာဇာတော်ဝဥပတ္တခံမင်းစုရာစာရာစိုးတက်မှုတွေကိုလည်း ရရှိခံစားရတယ်ရာဇောဘေးလည်းတင့်သွားရတယ်တဲ့ចမ်းဖန်ပြီးရာဇောဘေးတင့်နေတယ်အဘိခန္နံဝဒါရုဏံကိုမလုဖဲနဲ့လုတ်တယ်လို့တည်တံပြစ်မှုမျိုးကိုလုထမဟုတ်ပဲနဲ့ကိုဆွဆွဲခံရပြီးကိုတည်တံကြတာမျိုးတွေလောကကြီးမှာရှိတတ်တယ်နော်ကိုမလုဖဲနဲ့လုတ်တယ်ဆိုရဲဆွဆွဲခံရမှုမျိုးတွေကိုလည်းပဲဖြစ်ပေါ်စေတတ်တယ်အဲ့လိုဆွဆွဲခံရတဲ့ပုဂ္ဂိုလ်တွေဟာ တချိန်တုန်းကကိုလုခဲ့တဲ့လုပ်ရက်တည်းကြောင့်မို့လို့ဒီလိုခံရတာလူတိုင်းဟာဆွဆွဲခံရတာမဟုတ်ဘူးအဲ့လိုခက်ခက်ခဲခဲပြမှုကြီးလေးစွာဆွဆွဲခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလောကမှာမရှိဘူးမဟုတ်ရှိနိုင်ငံတိုင်းမှာလည်းရှိတယ်ပေါ့နော်ပရိခယံဝညာတိနံသူအားကိုရမဲ့အမေဖေမိသားစုဆွေမျိုးတွေသူဟာ သူအာကိုရမဲ့လူတွေအကုန်လုံးသေဆုံးသွားပြီးတကောင်ကျွက်တမျက်နှာဘဝရောက်သွားတာတည်းပြစ်မာတဲ့ပုဂ္ဂိုလ်ဟာဘောဂဏံဝပပင်ကုရံသူပန်ဆိုင်တဲ့ပစ္စည်းတွေဟာလည်းပဲတစားတစားကုန်ခန်းပြီးဆုံးရှုံးကုန်တယ်တဲ့အဂိတဟတိပါဝကောအထဝအထဝတအခါရာနိအဂိတဟတိပါဝကောပစ္စည်းဥစ္စာတွေဒါကုန်ရှုံးသွားတာမဟုတ်ဘူးတဲ့ သူ့အိမ်မှာသူပိုင်ဆိုင်ရတဲ့အိမ်နေရလည်းပဲမီးလောင်ခံရတတ်တယ်သူမျက်စိကမီးလောင်တာမဟုတ်ပေမဲ့လို့ဘယ်ကနေစလောင်မှမသိပဲနဲ့လောင်တာဒီခဏခေတ္တရှိတတ်တယ်လောင်တာအကြောင်းရှာမရတဲ့ကဝါယျလျှော့ပေါ့နော်ဝါယျလျှော့ဖြစ်တယ်ဆိုပြီးတော့အကြောင်းပြလိုက်ကြတာအဲ့တော့လောင်မီးဆိုတာလည်းရှိတတ်တယ်သူ့ဟာသူ့လိုလျောက်မီးကဖြစ်ပေါ်လာပြီးတော့လောင်သွားတယ် တချို့အိမ်ဒီမှာအဲ့လိုမျိုးတွေကြုံရတော့အခိဒဟတိပါဝကောလောင်မီးချရတဲ့ပျက်စီးလာဖို့ကြုံလာလို့ရှင်လူဟာဒီလိုဒုက္ခမျိုးတွေမျိုးစုံကြုံရတယ်အဲ့တော့ဓာန်ဆယ်ဘဝသင်ရောက်တဲ့ဆိုတာအခုလက်ရှိဘဝတည်းမဲ့အခုလိုအကျိုးဆက်တွေဟာကိုမျိုးလောက်ကိုမျိုးတွေကတခုဖြစ်ပေါ်လာတတ်တယ်မပြင်းမာတဲ့ပုဂ္ဂိုလ်ပြင်းမာပြီဆိုရင် ဓာန်ဆယ်ပါးတင်းတတ်တယ်ဆိုတာအခုဒီဘဝမှာနေမဲ့အခုလို့ကိုမျိုးကိုဒုက္ခတွေခံရတယ်တို့ဓာန်ကိုမြတ်စွာဘုရားဟောတာကဲဘဝတစ်ခုအဆုံးသတ်သွားပြီဆိုရင်ကာယတ္တဗေဒထုတ်ပညောနိရိယံသောပပစ္စတိအသိပညာကင်းပဲ့ပြီးမိုက်မိုက်ကန်ကန်လှုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝဆုံးသတ်သွားလို့ရှိရင်ငရဲဘုံမှာရောက်ရှိသွားတတ်တယ်သူရဲ့လှုပ်ရတဲ့ဟာငရဲဘုံလည်းကြာသွားစေတယ် ဒါကိုမြတ်စွာဘုရားကမပြင်းမာတိုက်တဲ့ပုဂ္ဂိုလ်ပြင်းမာလို့ဓာန်ဆယ်ပါးတင်းရောက်တယ်ဆိုတာအခုလို့တတိပေးဆုံးမဟောကြားခဲ့တာပဲဖြစ်တယ်